ဒီဟာကိုတင်ပြရတဲ့အကြောင်းရင်းကငလင်နဲ့ပတ်သက်ပြီးအယူသီးမှုမရှိဘူးဆိုတဲ့အချက်ဖြစ်ပါတယ်ဒုတိယရေးကြည့်တဲ့အချက်ကတော့ငလင်ဘယ်ချိန်လုံးမယ်ဘယ်ရက်လုံးမယ်ဆိုတာဒီဟာသိပ္ပံကြီးကြတဲ့ခမန်းကျင်များမဟုတ်ဘူးဆိုတာကိုလည်းပထမဆုံးသိထားဖို့လိုပါတယ်ငလင်နေနဲ့ပတ်သက်ပြီးတော့အယူဆတစ်ခု ရှိပါတယ်အဲ့ဒါပါလဲဆိုတော့ငလင်ငယ်ကြီးများများလှုပ်ရင်ငလင်ကြီးကြီးမလှုပ်ဘူးဆိုတဲ့အယူဆပဲဖြစ်ပါတယ် မြန်မာပြည်ရဲ့အဓိကငလင်ကြီးရေအပြည့်စည်းများတဲ့ငလင်ကြီးအလုံများလေးရှိတဲ့ငလင်ကျော်ကတော့အေယာဂျီမြစ်အတိုင်းအပြိုင်ဆင်းလာတဲ့ဟိုးမြောက်ဖက်အစွန်ပြားကနေမုံတမကွေ့ထိရောက်အောင်ရှည်လျားတဲ့သခိုင်းငလင်ကျော်ဖြစ်ပါတယ်အပြည့်စည်းအသေးပြောက်အဆုံးချုပ်မှု အများဆုံးငလင်ကြီးကသခိုင်းငလင်ကျော်ပေါ်မှာပဲလှုပ်ကြပါတယ်အဲ့လိုလှုပ်တဲ့အခါမှာပြည့်စည်းများတဲ့အကြောင်းတွေရှိပါတယ် စကိုင်းငလင်ကျော်မှာလှုပ်တဲ့ငလင်တိုင်းဟာနံပါတ်1ငလင်ရဲ့ epic center ဟာတိမ်ပါလေ shallow depth လို့ခေါ်ပါတယ်ဆိုတော့ငလင်လှုပ်တဲ့ဘူဌာနဟာမြေကြီးအောက်80 km တဲ့ယွန်းနေတဲ့အနက်မှာရှိပါတယ်အဲ့လိုအနက်တိမ်တဲ့ငလင်တွေဟာပျက်စီးများတာပါလေစကိုင်းငလင်ကျော်မှာလှုပ်သမျှငလင်တိုင်းဟာအနက်တိမ်ပါလေအဲ့ဒီလှုပ်တဲ့ငလင်ကအနက်တိမ်ဒီမှာဖြစ်တဲ့အပြင်အဲဒီအင်အားက အနည်းဆုံးခုနှစ်ကျော်သွားမယ်ဆိုရင်တော့ဒါအပြည့်စည်များတာပါပဲအပြည့်စည်များတဲ့အကြောင်းရင်းကလည်းအဲ့ဒီသခိုင်းငလင်ကျောပေါ်မှာမြန်မာနိုင်ငံရဲ့လူကြီးအထူးတဆုံးဖြစ်ပါတယ်တမိုင်းကိုပြန်ကြည့်ရင်မြန်မာနိုင်ငံမင်းဆက်အဆက်ဆက်ခစ်အဆက်ဆက်ရဲ့မြို့တော်တွေဟာသခိုင်းငလင်ကျောပေါ်မှာပဲတည်ထားခဲ့ပါတယ်မန္တလေးအမရပူရနောက်ပြီးတော့အောက်ဘက်ဆင်းလာရင်ဟန်တာဝတီစသဖြင့်ပေါ့နော်ကျွန်တော်တို့ကြည့်ခဲ့ရင်တကောင် အလုံးနေရာစကိုင်းငလင်ကျောပေါ်မှာရှိပါတယ်လူကြီးကလည်းထူထပ်ပါတယ်အဲဒါကြောင့်အပျက်စီးအများဆုံးငလင်ကတော့စကိုင်းငလင်ကျောဖြစ်တယ်အဲ့ဒီစကိုင်းငလင်ကျောရဲ့ငလင်ကြီးတစ်ခုလှုပ်ဖို့ return period ကလည်းအများကြီးကျော်လွန်နေပြီဒီချက်ကတော့တတိထားမယ်အချက်လိုပဲမြင်ပါတယ်ငလင်နဲ့ပတ်သက်ပြီးဘုဒ္ဓရှိဖို့လိုပါတယ်ငလင်နဲ့ပတ်သက်ပြီးအဆောက်အဦတွေပြိုကျခြင်းဟာအတိပြောက်အများကြီးဖြစ်ပါတယ်ငလင်လုံးလို့သိတာက ဘာမှမများပါဘူးဒါပေမဲ့ငလင်းလှုပ်လိုက်တဲ့အတွက်အစာဦးပြိုကျပြီးပြီလို့ဖိမိလို့နောက်ဆုံးမြေထဲမှာမြုပ်သွားလို့သိရတာကများလေးရှိပါတယ်ဒီတော့ငလင်းရဲ့အသေးပြောင်းဟာအစာဦးအမျိုးအစားပေါ်မှာအများကြီးတည်ပါတယ်